ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမှာတော့ဗီဒီယို editing အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြသွားမယ်ကျွန်တော် page မှာ copy video တွေကို copy လုပ်ခင်အောင်ဘယ်လို edit သွားရမလဲကိုယ်ပိုင် video လုံးဆက်မလို့ပင်ねသူများ video အလွယ်တကူ download ဆက်ပြီးဘယ်လို edit လုပ်ပြီး copy လုပ်ခင်အောင် page မှာတင်သွားရမှာဆိုပြီး AN asset ကိုကျွန်တော်အစအဆုံးကျွန်တော်ပြပြပြမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော် video editing လုပ်ဖို့ဆိုရင်အရင်ဆုံးကျွန်တော်တို့ရဲ့ PC ရဲ့ screen recording လုပ်ဖို့လိုအပ်တယ်အကယ်လို့ဖုန်းနဲ့လုပ်သွားခဲ့တယ်ဆိုရင် phone screen recording လုပ်လို့ရတယ်ဒါမှမဟုတ်ရှုခင်းတကူကို video recording လုပ် ထည့်သွားလိုက်ရတယ်။အဲ့တွဲဗီဒီယိုအစအဆုံးကြည့်သွားပြပါအစအဆုံးတိကျလေးပြပြရှင်းပြပေးပါမယ်။အဲ့တွဲကျွန်တော်အိမ်ဆုံး screen recording လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ screen recording လုပ်လိုက်ပါမယ်။ ကျွန်တော်ဒီမှာကျွန်တော်ရဲ့ PC ကိုကျွန်တော် screen recording စသွဲပြီဆိုကျွန်တော်ဒီကိုစတစ်ချက်ပြစ်ထားလိုက်မယ်ဒီ page ကိုတစ်ချက်ကြည့်မယ်ဆိုရင်ဒီ page မှာအားလုံးက Kobang video မဟုတ်ဘဲနဲ့သူများ video download ဆွဲပြီး edit လုပ်ပြီး page မှာတင်ပြီးမှ stream edit scan နဲ့ဝင်ငွေရှာတာ page တစ်ခုဖြစ်ပါတယ် content monitoring နဲ့ monitoring shop ပြီးမှဝင်ငွေရှာနေ page တစ်ခုဖြစ်ပါတယ်ဒီပုံစံအတိုင်း corporate looking ဘယ်လို edit သွားရမှာဆိုအစအစကျွန်တော်ပြပြပေးမယ်အိမ်ဆုံးကျွန်တော်ဒီ page ရဲ့ page quality ကျွန်တော်တစ်ချိတ်သွားပေးမယ် page quality အနည်းအောင်ဖြစ်နေလားအဝါရဖြစ်နေလားအစင်းရဖြစ်နေလားဆိုပြီးမှအဲ့အတွက်ကျွန်တော်ဒီမှာ page status ဆိုကျွန်တော်တစ်ချက်သွားလိုက်မယ်ကျွန်တော်တစ်ချက်ကြည့်မှာဆို page status မှာဆိုရင် page quality လုံးဝစိမ့်နေဘာ error မရှိဘူးနောက်တစ်ခုကျွန်တော် page မှာတင်ထားတဲ့ video မှာ copy လာမလားဆိုကျွန်တော်တစ်ချက် check out လုပ်ပြပေးမယ်အဲ့တော့ကျွန်တော် URL တစ်ချက်သွားမှဆိုဒီမှာဘာ error မှမဖြစ်ဘာ issue မှမဖြစ်အားလုံးကောင်းဟုတ်ပြီဒီတော့ကျွန်တော်တို့ဒီအတွက်ဘယ်အပ် video တော့ပြီး download ဆွဲမလဲဆိုကျွန်တော် tab အသစ်ဖွင့်မှကျွန်တော်တစ်ချက်ပေါ်လိုက်ပါမယ် ်ကျွန်တော်ဒီ page ကဗီဒီယိုတစ်ပုတ်နှစ်ပုတ်ကျွန်တော် download ဆဲပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဗီဒီယို download ဆဲဖို့စဉ်ကျွန်တော်ဒီ link ကိုတစ်ချက် copy ကူးမယ်ပြီးလို့ရှိရင် tab အသစ်ဖွင့်မှာကျွန်တော် download ဆဲမယ်ဒီ site ထဲကျွန်တော်တစ်ချက်သွားမှာအခုနောက် copy ကူးလာတဲ့ link ကိုဒီမှာ page လို့ထည့်ပြီးမှ download ဆွဲလိုက်ပါမယ် ဒီဗီဒီယိုက9မိနစ်နဲ့10စက္ကန့်ရှိတဲ့အတွက်ကြောင့်မို့ဒီဥစ္စာကျွန်တော်ဒေါင်းလောက်ဆွဲဖို့အင်ဆိုကျွန်တော်ဒီတက်မီလ်ပုံယူမဲ့အတွက်ကြောင့်မို့တက်မီလ်ပုံကျွန်တော်စကင်ရှော့ဆွဲလိုက်ပါမယ်ခင်ဗျအဲ့အတွက်ကျွန်တော် snap blue တစ်ခုနဲ့ကျွန်တော်ဒီတက်မီလ်ပုံစကင်ရှော့ဆွဲပြီးမှကျွန်တော်ရဲ့ဗီဒီယိုမှာထည့်သွားမယ့်အတွက်ကြောင့်မို့ကျွန်တော်တစ်ချက်လုတ်ပြပေးမယ်ကျွန်တော်ပြတဲ့အတိုင် exactly လုတ်ပြီးတော့ပါ100% copy ငယ် look in ပါတယ်ခင်ဗျနော်ပြီးရင်ကျွန်တော်ဒီဥစ္စာတစ်ချက် save ထားလိုက်ပါမယ်ဒီနေရာ save မယ် ဒါဘာကြောင့်လုပ်တဲ့ဆိုမှလည်းဗီဒီယိုအစအဆုံးကြည့်မှသဘောပေါက်မှာပါเนาะအဲ့အတွက်ကျွန်တော်ဒီဗီဒီယို download ဆွဲမယ်ဆိုရင်ဒီမှာတစ်ချက်ကြည့်မယ် download ဆဆွဲနေပါပြီနော်ဒီမှာနော် okay download ဆွဲလို့ပြသခဲ့ပြီဆိုရင်ကျွန်တော်ဒီ video application တစ်ချက်ဖွင့်လိုက်မယ်ပြီးရင်အခုနောက်တုန်းကကျွန်တော် download ဆွဲတဲ့ video နဲ့ thumbnail ပုံကိုကျွန်တော် export လုပ်လိုက်ပါမယ်ဒီနေရာမှာဒီနေရာရောက်လာခဲ့ပြီဆိုရင်ကျွန်တော်ဒီဥစ္စာကျတော့16.9ဖြစ်နေတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တို့၄တောင်းပုံစံလုပ်ပြီးတော်လိုက်ပါမယ်အဲ့တွဲဒီဥစ္စာတစ်ချက်နှိပ်ပြီးမှကျွန်တော်ဒီမှာ 1080အမြောက်1080ရွေးပြီးမှ apply လုပ်ပြီးတော့မှဒီပုံစံလေးဖြစ်လာခင်မယ်ဒီပုံစံဖြစ်လာခဲ့ပြီဆိုကျွန်တော်တို့အခုနဗီဒီယိုကျွန်တော်ဒီအောက်မှာနံပါတ်3နေရာမှာထည့်မယ်နော်ဘာကြောင့်နံပါတ်3နေရာမှာထည့်လဲဆိုမဲ့ဗီဒီယိုအစအဆုံးကြည့်ပြီးတော့မှအဆင်ပြေမယ်ကျွန်တော်နံပါတ်3နေရာထည့်မယ်နံပါတ်2နေရာကျွန်တော် background တစ်ခုထည့်မယ်နံပါတ်1နေရာမှာကျွန်တော်ကျွန်တော်တို့ဒီဒီ secondary recording လုပ်ထားတဲ့ original video ထည့်သွားရပါမယ်အဲ့တော့ကျွန်တော် step by step တစ်ချက်သွားမယ် ကျွန်တော်ဒီဗီဒီယိုမှာသူကိုကြိုက်တဲ့နေရာလေးထားမှထားပြီးမှမကြိုက်တဲ့နေရာလေးကိုကျွန်တော်ဖြတ်ပြီးသွားမယ်အိမ်ဆုံးကျွန်တော်ဒီဗီဒီယိုအတန် increase လုပ်ပြီးသွားမယ်အတွက်ကြောင့်မို့ဒီ noise တို့မှကျွန်တော်တစ်ချက်ထည့်မယ်ပြီးရင်ဒီအတန်ဒီလိုကန်ပြီးမှ upper sweat တင်လိုက် upper sweat တင်မှာ160 upper sweat တင်ရပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဥစားတစ်ချက်ထည့်လိုက်မယ်ပြီးကျွန်တော်ဒီဥစားတစ်ချက်ထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီဗီဒီယိုနည်းနည်းလေး crop လုပ်ပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ပို့ပြီးအဆင်ပြေအောင် ကိုဒေါင်းလောက်ဆွဲလာတဲ့ဗီဒီယိုကိုလိုလိုမျိုး edit လုပ်ပြီးမှကိုကိုကိုလိုလိုမျိုး smart လုပ်ပြီးတော့ပါခင်ဗျာနော်ကျွန်တော် page မှာတင်မယ်အဲ့တော့ကျွန်တော် page မှာတင်မတင်နည်းအတိုင်းတော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနာမှာသူ့ရဲ့ page ရဲ့နာမည်ပါတဲ့အတွက်ကြောင့်မို့ဒီ page နာမည်ကျွန်တော်တစ်ချက်ဖြတ်ပြီးတော့မယ်သူကဒီမှာကျွန်တော် page ကို like and share လုပ်ပြီးပါပြောတဲ့အတွက်ကြောင့်မို့သူ page နာမည်သူအတန်နဲ့ပြောထားတဲ့အတွက်ကြောင့်ဒီ page နာမည်ကျွန်တော်ဖြတ်ပြီးတော့မယ်ဘယ်လောက်နဲ့ဘယ်လောက်ပါဆိုကျွန်တော်တစ်ချက်တစ်ချက်ဖွင့်ကြည့်လိုက်မယ် โอเคကျွန်တော်ဒီအထိကျွန်တော်ဖြတ်သွားရမှာအဲ့တက်ကျွန်တော်ဒီ analysis ကံမျိုးဆွဲပြီးမှကျွန်တော်တို့ laptop ရဲ့ key A ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတောင်းမစင်မှာ automatic ဖြတ်ပြီးသွားခဲ့ပြီးဖြတ်ပြီးသွားခဲ့ပြီးဆိုကျွန်တော်ဒီနောက်ဆုံး analysis မလာပြီးမှကျွန်တော်ဒီဥစ္စာလေးကျွန်တော်တစ်ချက်ဖြတ်လိုက်ပါမယ်ဖြတ်လို့ပြီးသွားခဲ့ပြီးဆိုကျွန်တော်အခုနောက်သူရဲ့ tamil ပုံပေါ့နော်ကျွန်တော်ဒီ dub ပုံတစ်ပုံကျွန်တော်ဒီမှာ download ဆွဲပြီးထည့်မယ်ဆွဲပြီးထည့်မယ်ဆိုရင်ဒီ dub ပုံကျွန်တော်ပြန်ဆွဲဆက်လိုက်ပါမယ် ဒါကြတော့ကျွန်တော်ဗီဒီယိုမှာတမစ်ပုံထည့်မယ်ဒီဥစ္စာကျွန်တော်ဗီဒီယိုတင်တဲ့ခါမှာတက်တက်တမစ်ပုံထည့်ရဆိုရင်အဲ့တမစ်ပုံကတစ်စင်း copy လောက်ခုနိုင်တယ်ကျွန်တော်တခါတဲ့ include ဗီဒီယိုထည့်မှာပဲတမစ်ပုံတခါလေးလုပ်ပြီးထည့်လိုက်ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာနည်းနည်း expand ဆွဲလိုက်ပါမယ်ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်ကျွန်တော်ဒီ background တစ်ခုခုကျွန်တော်ထည့်လိုက်ပါမယ်ဒီ background ဘာကြောင့်ထည့်ရတဲ့အကြောင်းရင်းနဲ့ကျွန်တော်တခါလေးပြောပြရှင်းပြပေးပါမယ်နော် အစအဆုံးဆွဲလိုက်မယ်ပြီးလို့ရှိရင်တော့ဒီအောက်မှာကျွန်တော် scaling recording လုပ်ထားဥစ္စာကျွန်တော်တစ်ချက်ထည့်မဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာအခုကျွန်တော် scaling recording လုပ်ထားဒီမှာပေါ်လာခဲ့ပြီဆိုတော့ဒီဥစ္စာကျွန်တော်ကန်ပြီးမှဒီဖက်ယူလာမှာအောက်ကနေဆွဲပြီးထည့်လိုက်ပါမယ်ဒီမှာကျွန်တော်အတန်ပါနေအတွက်ကြောင့်ဒီအတန်ဖြောက်ဖို့ဆိုရင် right click တစ်ချက်ထားပြီးမှ silent audio ကျွန်တော်တစ်ချက်နှိပ်ပြီးတော့အလုံးပြတ်သွားခဲ့ပြီးအတွက်ကြောင့် တစ်ချက်ကျွန်တော်ဖြတ်ပြီးမှကျွန်တော်လိုလောက်ပဲကျွန်တော်ထည့်လိုက်မယ်ကျွန်တော်ဗီဒီယိုကကျွန်တော်တို့ဗီဒီယိုက9မိနစ်ရှိရဆိုစကရီရီကော်ဒင်းလုပ်ပြီးမှလုပ်ပြီးမှ9မိနစ်စာထည့်ရပါမယ်ဒီတစ်ခါလုပ်ပြီးသားစကရီရီကော်ဒင်းနောက်တစ်ချိန်ပြန်3ပိုင်ခွင့်မရှိပါဘူးနောက်တစ်ချိန်ပြန်ဗီဒီယို edit လုပ်တော့စေနောက်တစ်ခေါက်ပြန်ပြီးမှစကရီရီကော်ဒင်းဖန်ပြီးထည့်ပါခင်ဗျာနော်ဒီ software မှာကျတော့အားလုံးလုပ်လို့ရပါတယ်ဗီဒီယို ဗီဒီယို recording လုပ်လို့ရတယ် voice recording လုပ်လို့ရတယ် video editing အမျိုးမျိုးလုပ်ဆောင်သွားလို့ရပါတယ် copyright ကလည်း100% looking ပါတယ်ခင်ဗျာနော်အများကြီးလုပ်ဆောင်မလို့ပါဘူးကျွန်တော်အခုပြတဲ့အတိုင်း energy နဲ့လုပ်ဆောင်သွားရင်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ video ရဲ့အနားလေးနည်းနည်းလုံးပြီးသွားမယ့်အတွက်ကြောင့်ဒီ host နည်းနည်းလေးဒီဥစ္စာကျွန်တော်ဘယ်ဥစ္စာကျွန်တော်တစ်ချက်ပြမယ်ဒီဥစ္စာကျွန်တော်ဆွဲပြီးထည့်ထားတဲ့ဒီမှာဗီဒီယိုမှာပြတယ်ဒီ down ၄ down လို့ကျွန်တော်ဝိုင်းဝိုင်းလို့ဖြစ်မယ်တပေါ်တရားအနေနဲ့ဒီလိုလေးပေါ့နော် အဲ့ကြောင့်ကျွန်တော်အဆင်ပြေအောင်လောက်ပဲကျွန်တော်ထည့်မယ်ပြီးတော့ရှိမှာ two page ရဲ့ logo တွေပါတယ်ကျွန်တော်အဲ့ဒီ page logo ဖျောက်ဖို့ဆိုလို့ရှိရင်အလွယ်တကူကျွန်တော်အခုနတမင်းပုံဒီအပေါ်ဆုံးမှာထည့်လိုက်ပါမယ်ပြီးရင်ဆွဲဆန်းလိုက်မယ်ပြီးရင်ကျွန်တော်ဒီဥစ္စာလေးကင်ပြီးမှအပေါ်နာတွန်းပြီးထည့်မှာကျွန်တော်ဒီ down အကောင်မှာကိုလိုလိုမျိုး adjust လုပ်ပြီးတွားလိုက်ပါမယ် ဒီလိုအားလုံးပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဗီဒီယို export ထုတ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ဒီဗီဒီယိုမှာ like and share လုပ်ပြီးပါဘာညာတရကထည့်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ထည့်တော့ရတယ်အဲ့တော့ကျွန်တော်နမူနာအနေနဲ့ကျွန်တော်တစ်ခုကျွန်တော်ထည့်ပေးတော့ပါမယ်အဲ့တော့ဒီဥစ္စာတစ်ချက်ထည့်မယ်စာရေးပြီးထည့်တော့ရရတယ်เนาะကျွန်တော်ဒီမှာဆို test ဆိုရှိရကျွန်တော်ဒီမှာဆိုကိုကြိုက်လို့မျိုးစာရေးပြီးထည့်လို့ရတယ်များတွေပါအားလုံးထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်အလွယ်တကူဖြစ်အောင်ကျွန်တော် ရေးပြီးမှ save လုပ်ထားတဲ့အတွက်ကြောင့်ဒီဥစ္စာလေးကျွန်တော်တစ်ချက်ထည့်မယ် ကိုထည့်ချင်တဲ့ဥစ္စာဗီဒီယိုမှာပြချင်တယ်ဆိုရင်ကျွန်တော်ဒီအပေါ်အပေါ်မှာထည့်ပြီးတော့ပါပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးကိုဒီအောက်မှာထည့်ပြီးမှနည်းနည်းလေးဆွဲချက်လိုက်ပါမယ်โอเคကျွန်တော်ဒီမှာတစ်ချက်ကျွန်တော်ရှင်းပြပြီးမှာเนาะကျွန်တော် copy video နံပါတ်3နေရာမှာထည့်တယ်နံပါတ်2မှာကျတော့ကျွန်တော်ဒီ background ကာဘာတစ်ခုထည့်ဒီ background ကာဘာကျွန်တော်ကျွန်တော် pixel.com မှာ download ဆိုလည်းရတယ်ဒါမှမဟုတ်ကိုကိုနဲ့လုတ်ပြီးမထည့်လည်းရပါတယ်အောက်ဆုံးမှာကျွန်တော် original video scaling recording လုတ်ပြီးမှ original video ကျွန်တော်အောက်မှာထည့်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ thumbnail ပုံထည့်လိုက်တယ်အပေါ်ဆုံးမှာဆိုရင်ကိုထည့်ချင်တဲ့ဒီစာသားဘာညာအားလုံးထည့်တော့ရတယ်ဒီလောက်လုတ်လို့ပြီးတော့ခင်ဗျကျွန်တော် export ထုတ်တော့ရတယ် export ထုတ်ဖို့ဆိုရင်ကျွန်တော်ဒီ video page မှာတင်တဲ့ကံမှာဘယ်စာသားနဲ့တင်ချင်လဲအဲ့ဒီစာသားကိုလည်းကျွန်တော်တက်ခါတယ် သူ page ကနေတခါတည်း copy ကူပြီးမှထည့်သွားမယ်ဒီစာသားကိုလည်း copy copy လိုက် looking อ่ะဘယ်လိုတင်သွားရမှာဆိုပြီးကျွန်တော်အားလုံးပြောပြပေးမယ် export output ဆိုဒီနေ့တစ်ချက်သွားမယ်ပြီးရင်ဒီ user တစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆိုရင်ဘယ်မှာ save လုပ်မလဲပေါ့နော်ကျွန်တော်တော့ဒီမှာ save လုပ်မယ်အတွက်ကြောင့်မို့ select floor လုပ်ပြီးမှ export ထုတ်လိုက်ပါမယ်ခင်ဗျာနော် ဒါကြောင့်ကျွန်တော် Jumpjump ဘူပြင်းစင်ကာပူထားပြီးတုံးပါတယ်ကျွန်တော်ဒီ money on high page လေးတွေရှိတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော် Jumpjump ဘူပြင်း premium ဝယ်ဝယ်ပြီးတုံးတယ်ကျွန်တော်ဒီနေရာမှာဆိုရင်အခြားအခြားသောဥစ္စာလည်းကျွန်တော်ယူပြီးဒေါ်လာရထိုင်းနိုင်ငံ location ပါညာအလုံးထည့်တော်လို့ရပါတယ်ဒီဥစ္စာ export ထုတ်လို့ပြီးတော့ခဲ့ပြီးဆိုရင်ကျွန်တော် page မှာတင်တော့ပါမယ်အဲ့တော့ကျွန်တော် video တင်ဖို့အစင်းသက်ကျွန်တော်တခုဖွင့်လိုက်ပါမယ်တက်ပေါ့နော်ကျွန်တော်တင်ချင်တဲ့ page အတွက်ကျွန်တော် select လုပ်ပြီးသွားတယ်။ business switch ကနေကျွန်တော်တစ်ချက်သွား တင်ပါမယ်ခင်ဗျာနော် business suite ကတစ်ချက်လာမယ်ကျွန်တော်ဒီမှာဆိုရင်ဒီကနေ့ကျွန်တော် money ပညာ short အပိုင်းပညာအလုံးတော်လေးရတယ်အဲ့တော့ကျွန်တော်ဒီကနေ့ video တင်မယ်အတွက်ကြောင့်မို့ဒီ host create post ကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်ဒီမှာ video တင်မို့ဆိုရင်ကျွန်တော် video ဒီမှာသွားနေလို့ရှိသေးတယ်ကျွန်တော်ခဏဆောင်ရမယ်10မိနစ်နဲ့73စက္ကန့်ဆောင်ရမယ်ပြီးမှတိုင်ကျွန်တော်ဒီမှာ video ထည့်ပြီးသွားရမယ်အခုနောက် copy ကူးလာတဲ့ စာသားကိုလည်းဘယ်လို copy လုပ်ခဲ့သွားမယ်ဆိုအားလုံးကျွန်တော်ပြောပြပေးမယ်နော်ဒီ video အတိုင်း step by step လုပ်ဆောင်တော့100%အောင်မြင်သွားပါမယ်ခင်ဗျာနော်ခြိုက်တဲ့ video download ဆက်ပြီး copy လုပ်ခဲ့အောင် edit လုပ်ပြီးတော့လည်းရတယ်ဒါပေမဲ့တစ်ခုရှိရတချင်းပါတဲ့ video ကို download ဆက်ပြီး edit လုပ်တော့လို့မရပါဘူးတချင်းမပါတဲ့ video စကားပြောတဲ့ဥစ္စာ review ဥစ္စာပြီးလို့ရှိရင်ဒီအခြားအကြောင်းအရာနဲ့ပတ်သက်ပြီးရှင်းပြတဲ့ video လေးတွေ entertainment video လေးတွေ download ဆက်ပြီးတင်တော့လည်းရတယ်ဒါပေမဲ့တချင်းပါတဲ့ video edit လုပ်ပြီးတော့မယ်ဆိုအရန်ကိုခက်ခဲပါတယ် copy ထိဖို့များတယ်ပေါ့နော်အဲကြောင့် copy ဒီ တချင်းမှာပါတဲ့ဗီဒီယိုလေးကို edit ပေါ်လို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ဒီမှာဗီဒီယို export လုပ်လို့ပြီးခံပြီပဲအားလုံးပြီးသားခဲ့ပြီဆိုရင်ဒီဥစားတစ်ချက်ပိတ်ပြီးမှကျွန်တော်ဒီဥစား add flow တစ်ချက်နေမှာဒါတစ်ချက်နေမှာကျွန်တော်အခုနောက်လောက်တဲ့ဗီဒီယိုဒီဗီဒီယိုဖြစ်ပါတယ်အတွက်ဒီဥစားကျွန်တော်တစ်ချက် select လုပ်မယ်ပြီး open တစ်ချက်နေပြီးသွားလိုက်ပါမယ်ဒီမှာဒီဥစား100%ပြည့်အောင်စောင့်လိုက်ပါခင်ဗျာနော်100%ပြည့်အောင်စောင့်ပြီးမှအခြားဥစားလုဆောင်သွားပါ Okay ကျွန်တော်ဥစား100%ပြည့်သွားခဲ့ပြီဆိုကျွန်တော်ဒီမှာအရေးကြီးတဲ့အပိုင်းရှိရဲ့ add language ဆိုရှိရပါတော့ဒီ language မှာကျွန်တော်တို့က ထိုင်းနိုင်ငံရွေးပြီးသွားမယ်ဆိုရင်ပို့ပြီးအဆင်ပြေတယ်မြန်မာ language ကိုသွား modernization မရဘူးပေါ့နော်ဒါပေမဲ့တချို့ delivery page တွေရတယ်တချို့ delivery page ကလည်းမရတဲ့အတွက်ကြောင့်မို့ထိုင်းကိုရွေးပြီးသွားပါပြီးရင်တော့ကျွန်တော်ဒီအောက်မှာအခုနောက် copy ကုလစာသား page လုပ်ထည့်မယ်ပြီးလို့ရှိရင်ဒီစာသားကို edit လုပ်ဖို့ဆိုကျွန်တော်ဒီနာမဒီလို space လေးချသွားလိုက်ပါပြီးရင်ကျွန်တော်ဒီနေရာမှာ asset 30လေးချပါအဲ့ပုံစံအတိုင်းသွားပါနော် okay ကျွန်တော်ဒီပုံစံအတိုင်းလုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီအပေါ်ဆုံးစာသားလေးကိုကျွန်တော်တစ်ချက်ပြန်ဒီနာထီ copy ကူးပြီးမှာ အပေါ်မှာ title ဆိုရင်းနဲ့မှာကျွန်တော်တစ်ချက်ထည့်လိုက်မယ်ထည့်လို့ပြီးတော့ခဲ့ပြီးဆိုရင်ကျွန်တော်ဒီမှာ Tamil ပုံပေါ့နော်ကျွန်တော်ဒီကနေ app လို့ Tamil ပုံထည့်ပြီးတော့မယ်အခုနောက် second show ဆိုရင်ကျွန်တော်အဲ့ Tamil ပုံကတစ်ဆင့် copy လာဖို့နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အခုနောက်ဒီ video မှာပဲ include ထည့်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ file ရွှေ့ပြီးသွားမယ်တောက်ဆုံးရွှေ့ပြီးတော့ဆိုကျွန်တော်ဒီမှာဆို Tamil ပုံ automatic ပါပြီးဖြစ်တဲ့ကြောင့်မို့ဒီတော့တစ်ချက် select လုပ်ပြီးမှာ ီးလို့ရှိရင်ကျွန်တော်ဒီမှာ next တစ်ချက်နေပြီးသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေ့တစ်ချက်ကြည့်မယ်ဒါကြောင့်ကျွန်တော်တစ်ချင်းမှာနဲ့ထည့်ချင်လာပါတော့ဒီတစ်ချင်းထည့်မယ်ဆိုရင်လည်းဒီတစ်ချင်း Facebook နဲ့ line စင်တတန်းကုန်တော့ခဲ့တဲ့ချင်းမှာ copy လုပ်ထည့်ဖို့နိုင်တဲ့အကြောင်းဘာတစ်ချင်းမှာမထည့်ဘဲနဲ့နောက်တစ်ချင်းပြန် next နေပြီးသွားမယ် ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ CC ဆိုတဲ့ဥစ္စာ off လုပ်ပြီးသွားလိုက်ပါခင်ဗျာ။နောက်ကျန်တဲ့အပိုင်းဘာမှဘာမှလုပ်စရာမလိုဘူး။အကယ်လို့ကျွန်တော်ဗီဒီယိုက schedule လုပ်ပြီးတင်ချင်တဲ့အချိန်နဲ့တင်ချင်တယ်ဆိုဒီကနေ့တင်လို့ရတယ်။ဒါပေမဲ့ကျွန်တော်အခုတင်မယ့်အတွက်ကြောင့်ကိုကျွန်တော်တင်ပြပေးတဲ့အတွက်ကြောင့်ကို share ပဲကျွန်တော်တစ်ချက်နေပြီးသွားမယ်။ပြီးလို့ရှိရင်ကျွန်တော်တစ်ချက် okay နေပြီးသွားမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ short video လုပ်မလားဆိုမလုပ်တော့ဘူးကောနော်။ကျွန်တော် maybe later ကျွန်တော်တစ်ချက်နေပြီးသွားလိုက်မယ်။ ဒီပုံစံအတိုင်းလုပ်ပြီးမှကျွန်တော် page မှာတင်ပြီးသွားမှာဆိုရင်တော့100% 100%အဆင်ပြေပါတယ်။ဘာ copy ဘာ issue မှလည်းမလို့အားလုံး okay ဖြစ်ပါတယ်ခင်ဗျာနော်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီပုံစံအတိုင်းလုပ်ပြီးမှ video လေးတွေတင်ထားတာ page မှာအများကြီးရှိပါတယ်။ကျွန်တော်ဆိုရင်ဒီပုံစံအတိုင်းလုပ်ပြီးမှ money အောင်ပြီးမှ payment ရတဲ့ page လေးရှိလို့ဒီတချို့ page လေး money ရခံနေပြီးဒီ content marketing အတွက် set တဲ့ဖြစ်တော့ဖြစ်ပြီးဆိုရင်ရောင်းပြီးတဲ့ page လေးတော်တော်များများရှိပါတယ်ခင်ဗျာနော်။အခုတော့ကျွန်တော်ဒီ page မှာတင်တာမဟုတ်ဒီ page မှာကျွန်တော်က ဒီညနေမှတင်မယ်အခုတင်တဲ့ page ကဘယ် page လဲကျွန်တော်ဒီ page မှတင်တာဖြစ်ပါတယ်ဒီ page မှတင်တာဖြစ်တဲ့အတွက်ကျွန်တော်အခုနောက်ကျွန်တော်တင်နေတဲ့ဗီဒီယိုဒီမှာပေါ့နော် just now ဆိုရှိရကျွန်တော်အခုနောက်တင်နေတဲ့ဗီဒီယိုဒီဗီဒီယိုဖြစ်တယ်ဒီဗီဒီယိုမှာကျွန်တော်ဒီမှာ Tamil ပုံနဲ့ automatic ပါပုံဒီ Tamil ပုံကျွန်တော်တစ်ချက်ပြပြီးအခုနောက်ကျွန်တော် download ဆွဲနေတာတစ်ချက်သွားမယ်သူကလေဒီ Tamil ပုံမှာထည့်ထားတယ်ဒီစာသားပဲထည့်ထားတယ်ကျွန်တော်လည်း အဲ့ဒီ termin နဲ့အဲ့ဒီ server တိုင်းတိုင်းမှာ server မှာ energy နဲ့ပဲ꿰ပြသွားခဲ့တယ်ကျွန်တော်ဒီ corporate corporate looking အောင်ဆိုပြီး speed လေးချပြီးမှကျွန်တော် dot ပါညာခံပြီးတွက်လိုက်တယ်ဆိုတာ100% corporate ကနေ looking ပါတယ်ခင်ဗျာနော်ကျွန်တော်အရှိပီဒီမှာတက်ပုံနဲ့ပတ်သက်ပြီးမှလည်း corporate looking အောင် edit လုပ်ဖို့လုပ်နေပတ်သက်ပြီးမှလည်းအားလုံးကျွန်တော်ပြောပြပေးထားတယ်ဘာ corporate ဘာ issue မှမလို့ဒီ process အတိုင်းလုပ်ပြီးတင်ပြီးမှ issue in the scan နဲ့ content moderation ကနေဝင်ဝင်မြောက်များစွာရှာတော့ရပါတယ်အကယ်လို့ reels video လုပ်ချင်တဲ့ဒီ process အတိုင်းလုပ်တော့လည်းရတယ်တကယ်လို့ video နဲ့လုပ်ပြပေးပါဆိုရင်လည်းနောက် ခုဗီဒီယိုမှာကျွန်တော်လုပ်ပြပေးမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ